လန်ရဲစမှာတော့ပင်ပြောင်ကြီးနဲ့လျှောက်သွားနေကြတဲ့သူတို့၃ယောက်ကိုကြောင်နေနိုင်ခြင်းခံရတာလားဆိုပြီးကွင်းဆန်းစည်းကစမိနေခဲ့ပါတယ်။သူတို့ကိုမကြောက်ဘူးနဲ့ဖုံးကွယ်မထားဖို့သူတို့ဘက်ကနေရည်ရည်မှဖြစ်တယ်လို့ပြောလိုက်တယ်။ကိုအချောင်းကိုတီးရမှုပြပြလည်းမယုံပါဘူးတီးနေတဲ့သူတို့၃ယောက်ကပါဇက်ပိတ်နေကြပါတယ်။ရုံးခန်းကဘုံလာတာမို့ဆီယာမကထွက်သွားတဲ့ခါမှာတော့စိတ်ရှုပ်နေကြပါပြီ။သူတို့ရဲ့အချောင်းတွေကတချောင်းလုံးမှပြန်နေတော့မှမို့ဘာလို့ရမှန်ကိုမသိတော့ပါဘူး။မမူကတော့ဂျိုသားတွေနောက်ရမှုကချင်းရိတ်လာနေပြီး ်ဆက်သီးမကန်နိုင်တော့ဘူးလို့ပြောလိုက်တယ်။ကျော်ကြီးကတော့ဒီတစ်ခေါက်ကသူ့နောက်ကိုလိုက်တာဖြစ်ပြီးသူတို့ကတာဖို့ဘွားရဲ့ဇွမ်းကိုလူချင်းနေကြတဲ့ပုံပဲလို့ပြောလိုက်ပါရယ်။အိုင်ရာကတော့အစွမ်းနေကတိုက်ပွဲအတွင်းမှာနှုတ်ထလာတာဖြစ်ပြီးသူဟာရွေးချယ်ခံရတာလီလိုတောင်မှပြောနေပါရယ်။အကျော်မကန်ကျင်တဲ့မူမူကတော့ဒီဇွမ်းနေကိုသူတို့ကလွဲပေးလိုက်တာကြောင့်လီလိုပြောလိုက်တယ်။အဲ့ဒီမှာကျော်ကြီးကထပြီးတော့ဒါဆိုအိုင်ရာဆန်ကိုလည်းပြစ်မှတ်ထားလာနိုင်တယ်။ငါတို့မှဒီဇွမ်းတွေကြီးနေလို့တိုက်ခိုက်နိုင်တာဆိုပေမဲ့အဲ့ဒါကပဲငါတို့ကိုပြစ်မှတ်ဖြစ်စေနေတာဆိုပြီးတော့ပြောလိုက်တယ်။ အိုင်ရာကတော့ကြော်ကြီးအားသူ့ကိုစိတ်မူနေတာပဲဆိုပြီးတော့ပြောရှင်နေခဲ့ပါတယ်။မူမူကတော့မကောင်းဆိုးဝါးစမ်းတွေကိုသာလိုချင်တာဆိုမကောင်းဆိုးဝါးတွေကိုတိုက်ရိုက်တိုက်ခိုက်တင်တာပေါ့လို့ပြောလိုက်တယ်။အဲ့တော့မှကြော်ကြီးကသူကြားဘူးထားတဲ့ theory တကူကိုပြောပြပါတော့တယ်။ဂျိုသားတွေမကြူးကြော်ဘူးဆိုတာကဂျပန်နိုင်ငံမှာယူကိုင်းတွေအများကြီးရှိတယ်လို့ကမ္ဘာနိုင်ငံတီးတီးမှလည်းတရေတစီတွေနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေကအများကြီးရှိတာကြောင့်ကမ္ဘာမျိုးကိုယူကိုင်းတွေကကာကွယ်နေတာဖြစ်တယ်။သူတို့ရဲ့သိပ္ပံနည်းပညာနဲ့တောင်ယူကိုင်းတွေကိုမနိုင်တာကြောင့် သူတို့လိုထူးခြားတဲ့လူတွေကိုသူတေသနာလုပ်ပြီးယောဂိုင်းတွေကိုနိုင်ယူဖို့လုပ်နေတာဖြစ်မယ်လို့ပြောလိုက်ပါတော့တယ်။သူရဲ့ရွှေဥလေးကိုတောင်သူတို့ကလက်ဦးမှုရယူနိုင်တာမို့မြန်မြန်ပြန်သွားယူရမယ်လို့လည်းပြောလိုက်ပါတော့တယ်။အဲ့ဒါတွေထက်ရေးကြည့်တာကလက်ဒီဘွားမှာသူတို့တွေကိုကုလုံးတီးမြင်သွားတာကပိုရေးကြည့်ရဲ။အိုင်ရာကတော့သူမကိုမမူကဝတ်တွေဆွဲချိုးပစ်လိုက်တာလို့ပြောမယ်လို့လုံနေပြီးကျော်ကြီးကတော့မမူကိုကာကွယ်ပေးခြင်းနေတယ်။မမူကတော့အစဉ်ပြေလွာလောက်တော့လို့ပြောလိုက်တယ်။အဲ့ဒီရဲ့ချင်းအိုင်ရာရဲ့တငယ်ချင်းတွေကပါရောက်လာပြီး မူမူလောက်တာမလားဆိုပြီးတော့အိုင်ရာကိုခေါ်သွားတယ်။ကြော်ဂျီကတော့မူမူကလူဆုံးမကြီးဖြစ်သွားမှာဆိုလို့အမြန်လိုက်ဖြစ်ရှင်ဖို့ပြောနေပေမဲ့မူမူကတော့ဘာပဲဖြစ်ဖြစ်ပါလို့ပြောလိုက်ပြီးနေလေကကိစ္စကိုအရင်ရှင်းပြပေးဖို့ပြောနေပါတယ်။ကြော်ဂျီကဖြစ်ခဲ့တာတွေကိုအကြောင်းဆုံးရှင်းပြပေးလိုက်ပြီးသူဟာကိုကာယကြံ့ခိုင်အောင်လေ့ကျင့်နေခဲ့တာပါလို့ပြောလိုက်တယ်။ တူပေါ်ပြီးတော့တန်မာလာခြင်းကြောင့်မုံမမသိပဲတန်မာလာရင်မိုက်မမယ်လို့တွေးမိပြီးလိုအပ်တာဒါဖြစ်ကြောင်းကိုပြောပြလိုက်တယ်။ကျော်ကြီးရဲ့ရက်နေတဲ့မျက်နှာကိုပြပအောင်ပြပအောင်နဲ့သူမကလိုက်စားနေခဲ့ပါရယ်။ကျော်ကြီးကသူမစီကမိုက်တာပဲလို့တင်ကန်ချင်တာကဘာလို့လဲဆိုပြီးခန်းစားချက်တွေကိုပွင့်ထအောင်လုပ်နေခဲ့ပေမဲ့ကျော်ကြီးကတော့ထသွားဖို့လုပ်နေခဲ့ပါရယ်။တနေ့နှစ်ယောက်သားမျိုးလုံးချင်းဆိုင်နေကြတော့တင်ကန်ချင်းနှစ်ယောက်ကဝင်ရုပ်ပြန်ပါပြီးသူတို့နှစ်ယောက်ကပဲအခုအချိန်ဒီကကျော်ကြီးကမုံမုံနဲ့အိုင်ရာကလူနေတဲ့ချိန်နေဖြစ်နေတယ်ဆိုပြီးပြောနေပါတော့တယ်။ဒီအခန်းမှာတော့ နာမည်ကျော်လေးအရာကိုတငယ်ချင်းတွေကမေးမြန်းနေကြပြီးတယောက်ကအရာစဲမမူဆိုတဲ့တယောက်ကခုလိုမျိုးလှုပ်လိုက်တာမလားလို့ပြောလိုက်ပါတယ်မမူကသူမကိုလည်းစည်းစလုံးနဲ့ပြကြတာမျိုးလုပ်ခဲ့ဘူးပြီးအရာရဲ့အလှကိုမနာလို့ဖြစ်နေတာတင်တယ်လို့တယောက်တစ်မျိုးဝိုင်းပြောနေခဲ့ကြတယ်အဆိုဆုံးက မမဟာရကြတဲ့ကနေအိတ်တယ်ဆိုတဲ့ကောလာဟာလာရှိတယ်ဆိုတဲ့အကြောင်းကိုပြောတော့အိုင်ရာကအဲ့ဒီလိုမကောင်းတဲ့တင်ပြန်ခဲ့တာကသူမဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြောလိုက်တယ်မမဘက်ကနေကပြီးတော့သူမကိုဒီလိုမျိုးမကောင်းတဲ့တင်မပြောချဘူးပြောလိုက်ပြီးအခန်းထဲကနေထွက်လာလိုက်တယ်သူမရှိနေတဲ့နေရာကိုမမကလည်းရောက်လာခဲ့ပြီးသူမမကောင်းချောင်းကိုမပြောခဲ့တာကိုဒီကြောင်းပြောလိုက်တယ်ဒီလိုနဲ့နှစ်ယောက်သားစကားများနေကြချိန်မှာပဲမိသားစုတွက်ငွေချိုင်ရမယ်ဒီလိုမျိုးမပြောင်းနိုင်ဘူးပြောနေတယ်ဂေဝါကာကရောက်လာပါတယ်တကူလုံးဖြူအောင်ရည်တွေထွက်နေပြီးတော့လဲကျသွားတယ် ဂေဝော်ကတယောက်သူ့ရဲ့သားလေးငိုနေတာကိုအိမ်မက်မက်နေပြီးနိုးလာတော့သူ့ကိုဈေးကူပေးထားတာကိုတွေ့လိုက်ရတယ်။မူမူကတော့အဘွားကိုဂျူသားကိုတွေ့လာလို့ပြနေပြီးအဘွားပြတူကတော့ဒါကခပမဟုတ်ဘူးလားလို့ပြောလိုက်တယ်။ကြော်ကြီးကတော့ခပတွေကဂျူသားပြနိုင်နေဆိုတဲ့ theory ရှိချောင်းကိုပြောပြီးအယံကိုသဘောကျနေပါတယ်။အိုင်ရာကတော့တိုက်ခိုက်လာမှကြောက်နေပေမဲ့ဂေဝော်ကကတော့ သူ့ကိုဇေကုဘေဘီစားစားတွေကြွေးထားကချင်းချင်းနာနာဆက်ဆက်နေတာကြောင့်တောင်းပန်ကြောင်းနောက်ကိုအန်ဒီမပြူတော့ပါဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့စားတော့ဝိုင်မှာစားတော့တွေလူနေခဲ့ကြပြီးစားတော့ဘွေရစုညံနေပါတော့တယ်စားတော့ပြီးတော့ကြားချိန်မှာတော့ဂေဝော်ကာကသူသားလေးရနေမကောင်းဖြစ်နေတာဖြစ်ကြောင်းအပေါ်လေးတွားရင်တော့မှသွေးဆုံးရှုံးနေတာမို့နေတိုင်းသွေးသွေးမသွေးနိုင်ရင်တရားမှဖြစ်ကြောင်းသနာစပွဲပြပြနေခဲ့ပါတယ်သူမျိုးသမီးကလည်းအဲ့ဒီယောဂကြောင့်ဆုံးမသွားတာဖြစ်ပြီးငွေရန်ကိုလိုအပ်နေတာကြောင့် အခုလိုအလုပ်ကိုလက်ခံခဲ့တာဖြစ်တယ်လို့ရှင်းပြနေခဲ့တယ်သူတို့နေတိုင်ရာ area 101ဟာစစ်ပွဲစုံဖြစ်တာကြောင့်ငွေကြေးရလည်းမလွယ်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တွေကတန်မာတာကြောင့်တော်တော်ဆောင်လို့လုံမျိုးတွေရှိပြီးသူကတော့ကြီးနေတာကြောင့်လှုပ်ဆိုတာမရှိဖြစ်နေခဲ့တာပါသူရဲ့ဘဝစကြောင်းကိုတနာစပွဲပြောပြီးသူဟာပြညာလွန်ချောင်းပြောနေတော့ကျော်ကြီးကတနာလာပြီးဘာလို့ရင်ကူညီရမလဲသူရဲ့ဥဒါရှိရင်ဒါလေးကိုကယ်တင်နိုင်မှာမလားလို့မေးလိုက်တယ်ကျော်ကြီးကတော့ အစုံထိကူညီချင်နေခဲ့ပြီးအာရာကလည်းသူ့ဟာပါတနာအနေနဲ့စပုတ်ပေးချင်တယ်လို့ပြောနေတယ်။ဂျိုသားကတော့သူ့ကိုခုလိုမျိုးကူညီပေးတာနဲ့တင်လုံလောက်တာမို့သူ့ဘာသာပြချင်းမဲ့ဆိုပြီးတော့ထထွားဖို့လုပ်လိုက်တယ်။အဘွားကလည်းဝင်လာပြီးအဖြူရောင်ရည်တွေကနင်းရဲ့တွေမလားလို့မေးပြီးအနမ်းခံလိုက်တယ်။ဒီပတ်တီးတွေကနေယင်းနီးတဲ့အနမ်းတခုရတယ်ဆိုပြီးတော့နိုဘူးကိုဖောက်ပေးကရာဇာခံကြီးဖို့ပြောလိုက်တယ်။ဂျိုသားကတောက်ကြည့်လိုက်တော့ဒါဟာသူသွေးတွေနဲ့အတူတူပဲဆိုပြီးတော့ပြောလိုက်ပါတော့တယ်။နည်းနည်းပေါ်နေတာလို့ပြောတော့လူသားတွေတည်းပြပြင်ထားတာမို့ အတီးလေသမားတယောက်စီကနေနွားတကောင်ယူပြီးမင်းကိုပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဂျိုးသားလည်းနွားတကောင်ကိုယူသွားကသူတို့ကူညီလိုတဲ့အချိန်လာကူညီမယ်လို့ပြောပြီးသူ့ရင်ပြန်နဲ့ပြန်ထွက်သွားခဲ့ပါတယ်ဂျိုးသားပြန်သွားတော့မမိုးတို့၃ယောက်ကအဖွားစီကနေဝစားဝယ်ပေးဖို့တောင်းဆိုကြပြီးအဖွားကတော့အိုင်ရန်နဲ့ဂျော်ဂျီကိုပဲဝယ်ပေးမယ်လို့ပြောလိုက်တယ်သူမကတော့ဟီရိုရှိအာဘီရဲ့ပုံစံမျိုးကို သူမသဘောမကျမခြင်းလုံးပြမဝယ်ပေးမယ်လို့ပြောလိုက်ပါတော့တယ်။မတက်နိုင်တဲ့မူမူတယောက်တည်း။ចောင်းဝှေ့ဆောင်ရဖို့အရေးဟီရိုရှိယာဘေးရဲ့ပုံလူသေးအောင်ပြီးနေနေရပါတယ်။ဟီရိုရှိယာဘေးဆိုတာကဘာတူလဲ။ဟီရိုရှိယာဘေးဆိုတာကတော့ဂျပန်ဖိမတ်စတာတယောက်ပါ။သူဟာရုပ်ရှင်တရုပ်ဆောင်မလုပ်ခင်မော်ဒယ်တယောက်ဖြစ်ခဲ့ပြီးတော့သူရဲ့တရုပ်ဆောင်ကောင်းမှုကြောင့်ကြော်ကြားပါတယ်။ဒုမ rocket engine part မမဒီဘိုင်းမှာပြောထားတဲ့ rocket engine veil ဆိုတဲ့စကားလုံးကရှီတာမာရှိ rocket ဆိုတဲ့စကားကိုညွှန်းတာပါအဲ့ဒီစကားမှာ hiroshi abe က liverpool မှာတယောက်ဖြစ်ပြီးတော့ rocket engine veil ကိုတိစောက်တဲ့စကားလေးပဲဖြစ်ပါတယ်ဒီလိုနဲ့အိမ်တကားကိုတယောက်ယောက်ကလာခောက်တော့သူမကသွားဖွင့်ပေးလိုက်ပြီးជីជីဆိုတဲ့သူ့ငယ်တငယ်ချင်းဖြစ်နေပါတယ်အဘွားကတော့သူ့အမေစီကနေတဲ့တင်းကိုကြားထားကြောင်းနဲ့ရောက်လာပြီလားလို့မေးလိုက်တယ်အဘွားကိုဂျော်ဂျီကဘာတူလဲလို့မေးလိုက်တော့အဲ့ဒါက မုံမိုရဲ့ငယ်တငယ်ချင်းဖြစ်ပြီးတူမရဲ့ချစ်ကိုလည်းပြချောင်းကိုပြောလိုက်ပါတော့တယ်။ကြော်ကြီးမှပြန်ပတ်တဲ့ရောက်တူလာပြီပေါ့ဗျာ။ကဲမုံမိုရဲ့ငယ်ချစ်ဦးနဲ့ကြော်ကြီးတို့ကြားကအပြိုင်မှုတွေကိုတွေ့ကြရတော့မှလား။နောက်ပိုင်းမှာဘာရီစပစ်မှလဲဆိုတာကိုတော့စောင့်ကြည့်ကြရအောင်ပါ။အပိုင်း30ကတော့ဒီညလေးမှာဆုံးသက်သွားခဲ့ပြီးတော့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်သွားပြီးကြပါအောင်ဗျာ။ Bye bye guys. See you in next video.